ဟယ်လိုအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေဇန်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဇန်ပြောမယ့်အကြောင်းအရာလေးကတော့ချမ်းသာခြင်းရင်မတွေးသင့်တဲ့အတွင်းကမျိုးအကြောင်းပဲဖြစ်ပါတယ်ကိုတွေးတဲ့အတွင်းနဲ့စဉ်းစားပုံတွေဟာကိုယ့်ရဲ့လက်တွေ့ဘဝကိုပုံဖော်တတ်ပါတယ်အဲ့ဒါကြောင့်ချမ်းသာခြင်းနဲ့ဆိုရင်ဇန်ပြောမယ့်အတွင်းကမျိုးကိုမတွေးဘဲချမ်းသာမှုကိုရယူစေလိုပါတယ်ဒါဆိုရင်အခုပဲစလိုက်ကြရအောင်နံပါတ်1ငါတာကိုဝယ်ဖို့မတတ်နိုင်ဘူး အဲ့လိုတွေးတာကကိုမလုံးနိုင်ဘူးမဖြစ်နိုင်ဘူးလို့သဘောတက်ရောက်တဲ့အတွက်ဝယ်နိုင်ဖို့ဖြစ်နိုင်ခြေရှိရင်တောင်ဖြစ်လာနိုင်ဖို့ခရင်နေမှာပါအဲ့လိုတွေးလိုက်လို့ကိုယ့်ရဲ့အုံနောက်ကချမ်းသာအောင်လုပ်ဖို့ဒါကိုနောက်ဆုံးအဖြစ်လို့သတ်မှတ်ပြီးအဲ့ဒီအစင်ထက်ကြော်လွန်ပြီးအလုံးလုပ်ဖို့မတွေးခေါ်တော့ပါဘူးအမှန်ကအုံနောက်ဆိုတာ program တစ်ခုလိုပါပဲကိုတွေးတဲ့အတွေ့ကို analyze လုပ်ပြီးရှေ့ဆက်ဘာတွေလုပ်ရမလဲဆိုတော့ comment ကိုယူလို့ပါပဲဒါဆိုဘယ်လိုပြောင်းပြီးတွေးကြမလဲငါဒါကိုပဲနိုင်အောင်ဘယ်လိုစူးစမ်းရမလဲ ဒါမှမဟုတ်ဒါကိုငါဝယ်ဖို့တတ်တိုင်အောင်ဘလို့နီးနဲ့လှုပ်တင်တယ်လေဒီလိုတွေးချင်းအပြင်ကိုယ့်ရဲ့အုံနောက်ကဆက်တွေးဖို့ကိုရက်တက်မသွားပဲလူရဲ့အတွေးကပေးတဲ့ comment ကို မရရအောင်လုပ်ပေးဖို့နီးလန့်တွေထက်ရှာနေမှာပဲဖြစ်ပါတယ်။နံပါတ်1ဒါလုပ်ဖို့ကတော်တော် risk များတယ်တခါတလေမှာ ချမ်းသာလာဖို့အတွက်စဉ်းစားပြီးဆုံးဖြတ်ရတဲ့ risk များတဲ့အခွင့်အရေးတွေရှိတတ်ပါတယ်။ risk များတဲ့ဆိုတိုင်းကိုရလာရတဲ့အခွင့်အရေးအကုန်ကိုညှင်းလိုက်ဖို့ကြိုးစားတာဟာ ရှေ့ဆက်လျှောက်ဖို့ခြေလမ်းတွေကိုတနည်းအားဖြင့်မှတင်ရက်တက်သွားစေပါတယ်။ဒါကစွန်စားရမှာကိုကြောက်တဲ့စိတ်နဲ့ risk များတယ်ဆိုတဲ့အသိစိတ်နဲ့ရောထွေးသွားခြင်းမျိုးပါ။ကြောက်တဲ့စိတ်ကစိတ်ခံစားမှုပေါ်မူတည်တဲ့ emotion တသက်ပါ။ risk များတယ်ဆိုတာကတော့စိတ်ခံစားမှုအပေါ်မမူတည်ပဲအချက်အလက်ပေါ်အခြေခံတဲ့အရာပဲဖြစ်ပါတယ်။အဲ့လိုမတွေးပဲဘယ်လိုတွေးရမလဲ။ risk များတဲ့အခွင့်အရေးကိုငါဘယ်လိုဂရင်တွေရမလဲ။ ဒါမှမဟုတ် risk များတဲ့အခွင့်အရေးတွေကိုယုံကြည်မှုရှိရှိနဲ့လက်ခံလာနိုင်ဖို့ဘာတွေသိထားရမလဲဒီလိုပြောင်းပြီးတွေးလိုက်တဲ့အတွက်ကြောင့်ကိုတီးတဲ့အချက်လက်တွေစုဆောင်းပြီးတော့မှဒီအခွင့်အရေးကိုလက်ခံသင့်လက်မခံသင့်ဆုံးဖြတ်လာနိုင်မှာပဲဖြစ်ပါတယ်။စိတ်ခံစားမှုတစ်ခုတည်းနဲ့ဆုံးဖြတ်လိုက်တာမျိုးမဖြစ်တော့ဘူးပေါ့နော်။နံပါတ်3ငါကိုယ်တိုင်ကငွေချင်းနဲ့ပတ်သက်ရင်လက်မကောင်းဘူး။ ဒီလိုတွေးထင်ခြင်းကငွေရေးကြေးရနားမဲ့လေသူတယောက်ဖြစ်ပုံစံကွက်တဲ့ကိုပါတာကိုရိုက်သွင်းထားလိုက်သလိုဖြစ်တယ်။ဒါကြောင့်ကိုတိုင်လဲစူးစမ်းမှုကိုဆက်မလုပ်တော့ဘဲအချိန်ကြာလာတာနဲ့အမျှငွေကြေးချမ်းသာမှုကိုရနိုင်မှာလည်းမဟုတ်ပါဘူး။ပြောရရင်တော့ဒီအတွင်းနဲ့ပဲဒုံရင်ကဒုံရင်ပဲဖြစ်နေဦးမှာပါ။ဒါဆိုဘလို့ပြောင်းစင်းစားရမလဲ။ငါကငွေနဲ့ပတ်သက်လို့လက်မကောင်းတာမဟုတ်ဘူး။ငွေရေးကြေးကိုပူကောင်းအောင်စီမံတက်ဖို့လေ့လာနေတာ။အဲ့လိုတွေးရင်တွေးမတွေးလို့ရှိရင် ငွေကိုကောင်းကောင်းမွန်မွန်စီမံတက်ဖို့လေ့လာနေရင်တဖြည်းဖြည်းနဲ့ငါငွေကိုကင်တွယ်တက်လာနိုင်မှာဒီလိုပြောင်းပြီးတွေးလိုက်တာကြောင့်ကိုစူးစမ်းရင်ချမ်းသာလာနိုင်တဲ့မျှော်လင့်ချက်ရှိနေသေးတာကိုယုံကြည်လာပြီးတစားထက်တစားစူးစမ်းဖို့ခွန်အားတွေရှိလာမှာပါနံပါတ်၄ချမ်းသာတဲ့လူတွေကလောဘကြီးကြတယ်ဒါကကိုဖြစ်လာနိုင်တဲ့ချမ်းသာတဲ့အနာဂတ်ကိုစိတ်အထင်နဲ့ပြောဆိုတာမျိုးဖြစ်ပြီးကိုချမ်းသာလာတဲ့အခါလောဘကြီးသူတကယ်ပဲဖြစ်လာနိုင်တယ် ဒါအပြင်ကို့အုံနောက်ကချမ်းသာကြွယ်ဝခြင်းဆိုတာကိုလောဘဆိုပြီးတော့မကောင်းတဲ့အရာလို့သတ်မှတ်သွားတတ်ပါတယ်။ဒါကြောင့်ပါဇက်ကဘလို့ပဲငါချမ်းသာခြင်းနဲ့လို့တဖွားဖွားပြောနေအောင်တော့ကိုယ့်ရဲ့မသိစိတ်ကတော့ချမ်းသာတာကမကောင်းတဲ့အရာဆိုပြီးစင်ရဲပြီးလူကောင်းဖြစ်နေတာကမှပုံပြီးကောင်းအောင်မယ်လို့အုံနောက်ကိုဘာသာပြန်ပေးနေပါလိမ့်မယ်။ဒါဆိုဘလို့ပြောင်းတွေးမလဲ။ငွေရှိတာနဲ့လောဘကြီးတာတိုင်းရိုက်မသက်ဆိုင်နေဘူး။ကိုယ်ဘလို့ငွေကိုသုံးဖို့စီမံတဲ့အပေါ်မှာပဲမူတည်တယ်။ဒါမှမဟုတ် ငါချမ်းသာတဲ့အခါလောဘကိုရှိသင့်သလောက်ပဲထားပြီးရရရရလဲလှုပ်ပြမယ်အဲ့လိုပြောင်းပြီးတွေးလိုက်တဲ့အတွက်ကိုယ့်ရဲ့သီးစိတ်ရောမသီးစိတ်ကပါချမ်းသာတာကဆင်းရဲနေတာထက်ပိုကောင်းတယ်ပိုအဆင်ပြေတယ်လို့သတ်မှတ်ပြီးအုံနောက်စီကိုကောင်းတဲ့ comment တွေပို့နေပါပါအဲ့လိုဆိုလို့ရှိရင်ရှေ့လျှောက်ကောင်းမှုတွေပဲဖြစ်လာမှာပါနံပါတ်5ငါလူလူတယောက်ကချမ်းသာလာဖို့ဆိုတာမဖြစ်နိုင်ဘူး။တင်းရဲ့ယုံကြည်မှုက တင်ရဲ့လုံနိုင်စွမ်းတွေကိုကန့်သက်ထားနိုင်လို့အဲ့လိုတွေးလိုက်ခြင်းကတင်ချမ်းသာလာနိုင်ဖို့ကိုကန့်သက်လိုက်သလိုမျိုးပါပဲ။ဒါကြောင့်ဒီလိုတွေးခေါ်ခြင်းကတင်ရဲ့ motivation တွေကိုတက်လိုက်သလိုဖြစ်ပြီးချမ်းသာလာဖို့ကိုကြိုးစားအားထုတ်မှုတွေလုပ်ဖို့ကိုတောင်းရက်တန့်သွားစေပါရဲ့။ဘလို့အစားထိုးတွေးတင်တယ်လဲဆိုတော့သူများတွေတောင်တစ်စီပြီးတစ်ဆင့်ချမ်းသာလာအောင်လုပ်နိုင်တာငါလည်းလုပ်နိုင်မယ်လို့ယုံကြည်တယ်။ဒါမှမဟုတ်နောက်တစ်မျိုးအနေနဲ့ငါချမ်းသာလာနိုင်ဖို့လှမ်းတင်တဲ့ပထမဆုံးခြေလှမ်းကဘာလဲစဉ်းစားမယ်။ ဒီလိုမျိုးပြောင်းတွေးလိုက်ခြင်းအပြင်ကိုယ့်ရဲ့စွမ်းဆောင်ရည်တွေက confidence အပြင်နဲ့စိတ်အားထက်သန်စွာကြိုးစားဖို့ motivate ဖြစ်နေစေပါပါဒီတစ်ပတ်ဗီဒီယိုကတော့ဒီလောက်ပါပဲဇန်ပြောခဲ့တာတွေကတော့ချမ်းသာခြင်းရင်မတွေးခေါ်တဲ့အတွေးငါမျိုးပဲဖြစ်ပါတယ်မှတ်ထားရမှာကတော့ကိုယ့်ရဲ့အတွေးကကိုယ့်ရဲ့ကြွယ်ဝမှုအတွက်အခြေခံအရာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်ကိုယ့်ရဲ့တွေးခေါ်မှုပုံစံကိုပြောင်းပြီးကိုဖြစ်ချင်တဲ့အနာဂတ်ကိုဖန်တီးရယူနိုင်ပါတယ်။ဒါဆိုနောက်ထပ်ဗီဒီယိုလေးတွေမှာပြန်ဆုံကြမယ်နော်။